အစ္စလာမုအလိကုမ်ဝရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုရှာဝလ14ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ13ရက်နေ့တနင်္ဂနွေနေ့မှာ5မိနစ်တည်းအောင်မြင်ခေရဲ့အသင်္ကန်းစာအမှတ်စဉ်988ကိုတင်ပြမှာပါဒီနေ့ကတော့ဒေါက်တာအဒမ်ရှာကာဝီကမိမိရဲ့ကဘာကျော်ကျမ်းဖြစ်တဲ့ရဆာအလ်မင်နယ်ကုရ်အန်ကုရ်အန်တောင်းလွားဆိုတဲ့ကျမ်းထဲမှာဖော်ပြထားတဲ့အာယတ်တော်လေးတအားရအကြောင်းကိုတင်ပြလိုပါတယ်ဒီအာယတ်တော်ရဲ့သဘောကတော့ ျွန်တော်တို့လွတ်မြောက်သွားခြင်းဟာလည်းအရှင်ရာဟမတ်ဂရုဏာကြောင့်ပဲဖြစ်တယ်ဆိုတဲ့အတွေ့မွေးဖွားထားဖို့ဒါတင်ပြထားတာပါအဲ့တော့အာယတ်တော်ကတော့ဖလမ်မာဂျာအမရူနာနဂျိုင်းနာဆာလီဟာဝလဒီနာအာမနူမာဟူဘီရဟမတ်မင်နာတော့လောရှိမရဲ့အမိန့်တော်ကြာရောက်လာတဲ့ဟာဇတ်ဆာလီဟာလေးဆလမ်ရဲ့မျိုးသားရရဲ့အပေါ်မှာဒီအမိန့်တော်ဒီအဇဘာကြာရောက်သွားခဲ့တယ်အဲ့တော့အဲ့လိုကြာရောက်နေချိန်မှာအလောရှိမြတ်ကဟာဇတ်ဆာလီနဲ့ ီမန်ယူထားတဲ့ပုံကိုယ်တွေအားလုံးကိုအလောရှိမတ်ရဲ့ရဟမတ်ဂယူနာတတ်တတ်နဲ့လူငယ်ချမ်းသာခွင့်တွေပေးခဲ့တယ်လူမြောက်စီခဲ့တယ်ဆိုတဲ့အကြောင်းအာယတ်ဖြစ်ပါတယ်ဒီအာယတ်ကိုကျွန်တော်တို့တည်တည်ကြကြလေးစဉ်းစားကြည့်ပါတဲ့ဒါဟာအလ္လာဟ်ရဲ့ရဟမတ်ကြောင့်ပဲဖြစ်တယ်အလောရှိမတ်ရဲ့ဂယူနာတတ်လို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့တစ်ခုပြန်စဉ်းစားရမှာကချောင်းလယ်မှုတွေရောက်ရှိလာခြင်းဟာကြက်တဲပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ချောင်းလယ်မှုတွေရောက်လာမယ်အများကြီးလွယ်ကူမှုတွေဖြစ်လာမယ်ဆိုရင် တော့အဲ့လွယ်ကူမှုခြောင်လှယ်မှုခိုက်တန့်နေအားလုံးဟာဒါဟာဘီရဟမတ်တ္လာအလ္လာဟ်ရဲ့ရဟမတ်ဂိယူနာကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒါစဉ်းစားထားရမှာဖြစ်ပါတယ်ကျွန်တော်တို့နာမကျန်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျမ်းမာရေးတွေပြန်လည်ကောင်းမွန်လာတဲ့အခါကျွန်တော်တို့ခက်ခဲနေပြီးတော့နောက်ပိုင်းမှာလွယ်ကူမှုတွေရလာတဲ့အခါအိုးအိမ်တွေလက်မဲ့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအိုးအိမ်တွေရရှိလာတဲ့အခါဘယ်လိုပဲအခြေအနေမျိုးနဲ့ရင်ဆိုင်ရပါစေကျွန်တော်တို့ဟာဒါအလ္လာဟ်ရဲ့ရဟမတ်ကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့စဉ်းစားရမှာပါ။ တခါတလေကျွန်တော်တို့အလုတ်လက်မဲ့တွေဖြစ်နေတယ်အလုတ်တွေရလာတယ်အဲ့တော့ဒါလည်းအလိုက်ရတာမှကြောက်ပဲဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့ဂယုစိုက်နေရမှာဖြစ်ပါတယ်အဲ့ကျွန်တော်ရဲ့တဆွမ်းနိုင်မှုကျွန်တော်ရဲ့အဆွမ်းအစားကြောင့်ဆိုတာတဲ့အလိုက်ရရဟမတ်ကြောင့်တာလေကျွန်တော်တို့ဒါတွေကိုရရှိတာဖြစ်ပါတယ်ကျွန်တော်တို့မျောလင်းချက်တွေကင်းမဲ့နေပြီးတဲ့နောက်ပိုင်းမှာကလေးတစ်ယောက်ရလာတယ်ဒီလိုရင်သွေးငယ်ရလာရင်လေဒါကအလိုက်ရရဟမတ်ကြောင့်ပဲဆိုတော့အခုကျွန်တော်တို့စဉ်းစားရမှာပါအဲ့တော့အကြောင်းတရားတွေကတော့လောကမှာမျောများစွာရှိနေပါတယ် ဒါပေမဲ့အဲ့ဒီအကြောင်းတရားတွေရဲ့နောက်ွယ်မှာအလတ်ရဲ့ရဟမတ်တွန်းအားတွေကြောင့်ကျွန်တော်တို့အခြေအနေတွေဟာပုံမူပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အကောင်းအနေနဲ့ကြုံဆုံရသမျှလည်းဒါအလတ်ရဲ့ရဟမတ်ဂယုဏကြောင့်ပဲဖြစ်ပါတယ်အဲ့တော့ဒီဂယုဏကိုကျွန်တော်အမြဲတမ်းတရိယတတနေဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုဒီနေ့တင်ပြအပ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတุလလာဟီဝဘရကာ